သူတို့ကလွန်ခဲ့တဲ့ဟို16နှစ်လောက်တုန်းကဇလန်တွဲတွေရိုက်တယ်ဆိုတော့အဲ့ဒီကလူတွေကကြတော့တိတာပေါ့နော်ဒါပေမဲ့အခုဒီနောက်တက်ကလေးကြတော့လည်းမသူတို့မတိတော့တဲ့သူရှိတယ်ကိုကလည်းမတက်တာကြတော့လေတချို့ကတိရုပ်ဆောင်မန်းတော့မတိတော့တာရှိရဲ့အဲ့တော့ပြန်ကြိုးစားချင်ပါတယ်လို့လူပညာအလုပ်တွေပြန်လုပ်ချင်တယ်အမ်ပြောမယ်ဆိုရင်မြသူသူ့ကိုတော့ခေါ်တုံးလို့ရသေးတယ်သူကတော့ရိုက်နိုင်သေးတယ်ဆိုတာမျိုးလေးလည်းပြချင်တယ်အဲ့အတွက်ကြောင့်စိတ်ရောလူရောပြန်ပြီးတော့ပြင်ဆင်တယ် မြတ်တော်ကကျမကြီးလည်းတိတ်မကောင်းတဲ့ခါကျတော့လေကိုယ့်လုပ်လေးနဲ့ကိုယ်ပဲနည်းနည်းအဲ့လိုနေဖြစ်တာများတယ်။ဒါပေမဲ့ကိုဒီအဲ့လိုချစ်ခင်ရတဲ့လူတွေနဲ့ပွဲတွေပါလေဆိုလို့ရှိရင်မြတ်တော်သွားပြပါတယ်။ဒါပေမဲ့သွားပဲသွားပြီးဂုံပြူလိုက်တယ်တိတ်မတင်ပြဘူးပေါ့နော်။ဆိုတော့အခုဒီဟာကျတော့အဲဒါကိုညီမလေးကြီးလည်းပါနေရဲ့ဟာရောပြီးတော့ကျတော့ကိုခန်းတို့ရောဆိုတော့လေပြီးတော့ဒီနာမည်ကြီးဝိတုဖြစ်တဲ့အတွက်ကြောင့်မလို့လေကိုကိုတိုင်းလည်းအရင်ကြည့်ချင်တယ်။အဲ့အတွက်ကြောင့်မလို့လာခဲ့တာပါရှင်။ခံစားချက်ကမြတ်တော်မြင်နေကြပုံစံမဟုတ်ဘဲနဲ့ဟိုအရင်ခေတ်ဟောင်းတစ်ခုကိုပေါ့နော်ပြန်ပြီး ီးသွားတာဖြစ်တဲ့အတွက်ကြောင့်အာဒီအခုရှိနေတဲ့ခစ်ကိုရိုက်ရတာလွယ်တယ်အရင်တော့ဟာပြင်ရတဲ့အခါအဲ့ခစ်ကိုပြန်ပြီးတော့သွားတဲ့အခါမှာအသုံးဆောင်နေမှအစားအကုန်လုံးလေးတေချာပြင်ဆင်ရဆိုတော့ဒီလိုဇလန်းတွဲတစ်ခုဆိုရင်အများကြီးပြင်ဆင်ရမှာအခုဒါကိုကြည့်ပြီးတော့တော်တော်ကျေနပ်ပါတယ်ဟုတ်ဟုတ်ဟုတ်ကဲ့အဲမြို့သူလည်းအတီးကြလေးဖြစ်တဲ့ခါကျရင်ကြီးညာပေးပါမယ်လို့ဟုတ်ကဲ့ရှင်ဟုတ်ကဲ့ရှင်အဲမြို့သူအဲ့လို ဘယ်တော့ဘယ်ရက်လဲတော့အတိအကျတော့မသိသေးဘူးပေါ့နော်ဒါပေမဲ့စီဇန်နေရလို့တော့ကြားရတယ်အဲ့တော့ကိုက9နှစ်6နှစ်လောက်ရှိပြီ OM တက်တာဆိုတော့လေအကယ်လို့များဒီကြားမှာတက်ရင်တော့ ပို့ပြီးဝမ်းသာမိမှာပေါ့နော်အရင်တော့လည်းအလုပ်ဆိုလို့ရှိရင်တော့ဘယ်လုံးဆိုကိုကအမြင်တစ်ခုကိုအစ်တစ်ယောက်လိုမျိုးပဲခံစားရရပေါ့နော်အခုရိုက်ခဲ့တဲ့ချိန်တိုင်းကလည်းအစ်တစ်ယောက်လိုမျိုးပဲကိုကိုခံစားရရတယ်အဲ့တော့ကားတက်မယ်ဆိုရင်လည်း9နှစ်6နှစ်လောက်ကြာလို့ပြန်တက်တယ်ဆိုတာကဘယ်ကားလေးပဲတက်တက်ကိုဘယ်ခံလေးပဲပါပါအမြင်ခံစားမှုကတော့စိတ်လှုပ်ရှားမိပါတယ်ဟုတ်ဒီကကျမ်းမာရေးကြောင့်ဟုတ်တယ် ဟုတ်တယ်ကျမကြီးចောင်းသားနည်းနည်းနားရလည်းပိုက်ပြီးတော့ဒီကျမ်းမကြတော့ဟိုအမိသားစုကျမ်းမကြီးရောကိုကျမ်းမကြီးရောအမေရှိတော့လည်းအမေကျမ်းမကြီးပေါ့နော်အခုအမေမရှိတော့ဆိုတော့လည်းကိုကိုကိုရောကိုဘေးနာလူတွေအတွက်ရောပြီးတော့ကိုရဲ့စီးပွားရေးလေးတွေပေါ့အဲ့ဒါလေးတွေနည်းပဲနည်းနည်းရှုပ်ဖြစ်ရှုပ်နေရပေါ့နော်ဟုတ်ဟုတ်တယ်မိမိသွားဟုတ်ကဲ့ပါပြီเนาะဒါပြင်ရအောင်ညွှန်ကြပါမယ်ပြတ်ဟုတ်ကဲ့ရှင်ဟုတ် င်ကျေးဇူးများကြီးတင်ပါတယ်တချို့ကြတော့လေမြို့သူတို့ကလွန်ခဲ့တဲ့ဟို၁၅နှစ်လောက်တုန်းကဇလန်တွဲတွေရိုက်တယ်ဆိုတော့အဲ့ဒီကလူတွေကကြတော့တိတာပေါ့နော်ဒါပေမဲ့အခုဒီနောက်တက်ကလေးကြတော့လေမြို့သူတို့မတိတော့တဲ့သူရှိတယ်ကိုကလည်းမတက်တာကြတော့လေတချို့ကတိရုပ်ဆောင်မန်းတော့မတိတော့တာရှိရဲ့အဲ့တော့ပြန်ကြိုးစားချင်ပါတယ်လို့ဟုတ်ဟုတ်ဟုတ်ကဲ့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  ဟာအဓိကရွယ်ချက်ကတော့အနုပညာလုပ်တည်ပြန်လုပ်ခြင်းနဲ့အဲ ပြောမယ်ဆိုရင်မသူကိုသူ့ကိုတော့ခေါ်တုံးလို့ရသေးတယ်သူကတော့ရိုက်နိုင်သေးတယ်ဆိုတာမျိုးလေးကိုလည်းပြချင်တယ်အဲ့တော့ကြောင့်စိတ်ရောလူရောပြန်ပြီးတော့ပြင်ဆင်တယ်အဲပိန်နာဝရယ်ဆိုတာတဲ့ကျမ်းမာဘွားတော့အဓိကပေါ့နော်ဒါပေမဲ့ကိုကတရုတ်ဆောင်တရားကိုပြန်ပြီးတော့လှုပ်ချင်တဲ့အခါကျတော့ကိုယ့် structure ဘိုင်းကလည်းပြန်ကျူးဆိုင်ရမယ်ဆိုတော့မသူတည်တည်ချာချက်ဝင်နေတဲ့တိုင်မင်းပြီးတော့ဟိုမသူကဝေးလေးချဖြစ်တယ်ဝေးထိန်ဖြစ်တယ်အဝေးချရင်းနဲ့ဟိုဟိုကျမ်းမာအောင်ပေါ့နော်အဲ့လိုမျိုးနေဖြစ်ပါတယ်ရှင်ဟုတ် ပေါင်40ကျော်50နီးပါးတော့ကြာသွားတယ်ဟုတ်ထပ်ပြီးချဖို့အဆီဇင်ရှိသေးလားအမ်အသက်တခုမှကြာတော့လေမြို့သူကပေါင်ကြီး120လောက်ပဲမြို့သူနေရတော့အနေတော်ပဲပေါ့နော်ဟိုအသက်ကလည်း36ဆိုတဲ့ခါကြာတော့အဲ့ထက်တော့ဟိုအရန်ချချလိုက်တဲ့ခါကြာရင်ကိုခံအားနေတာပဲဖြစ်မှာဆိုတော့လေဒီတိုင်းပဲထိမှုပဲစဉ်းစားနေရပါဟုတ် တက်ရတကူရဆိုလို့ရှိရင်ကျမကြီးလည်းခရီးဆိုင်တယ်လို့ပို့ပြီးတော့ရင်းချက်လာရမှာနော်အဲဟုတ်အရင်တော့အထက်ဆိုင်တော့ကိုကိုကိုလည်းနည်းနည်းလူကြီးပူဆန်လာလို့ထင်ထင်တယ်ဒါစီပေါ်ရုပ်ဆောင်နေတဲ့မိမတယောက်ခုကြောင်းတော့ပါမှထင်တယ်နော်อืมအဲ့လိုမျိုးလည်းပါလိမ့်မယ်အရင်တော့ကြတော့လေဟိုနည်းနည်းကိုကဆုံးဖြတ်ချက်ဆိုရင်လည်းမြန်တယ်တခုပြောလိုက်ရင်လည်းမြန်တယ်ဒါပေမဲ့နောက်ပိုင်းကျတော့စီပွားရေးလုပ်တဲ့အခါမျိုးမှာစကားတခွန်းကိုအလွယ်ထွက်လို့မရဘူးအဲနောက်တခုကကိုကအဲ့လိုခေါင်းဆောင်နေရာမှာရောက်နေပြီဆိုတဲ့အချိန်မှာကိုကိုစကားကိုလွတ်လွတ်စပယ်ပြောလို့ လို့မရအောင်ကိုပြောလိုက်တဲ့ဇာတ်ကားတွေကိုကလေးတွေကအစပေါ့နော်နားထောင်ချင်အောင်နားခံလွယ်အောင်ကိုဘယ်လိုမျိုးပြောရမလဲပေါ့အဲ့တော့ဟိုခေါင်းဆောင်ကောင်းမှနောက်လိုက်ကောင်းမှဆိုတော့လေကိုကမိဘနေရာမှာနေနေဆိုရင်မိဘကောင်းပြီးတော့မှပြောတော့မှလည်းသူတို့ကနားဝင်မှဆိုတော့အဲ့ဒီဟာတွေအကုန်လုံးအကိုထိန်းချောင်းသွားတယ်ထင်ပါတယ်ပြီးတော့ဘေးနာအကိုပေါ့အကိုကလည်းအများကြီးသိပြီးပါတယ် အဲမြတ်သူကိုတရုတ်ဆောင်အနေနဲ့တိခဲ့ကြရတဲ့သူရှိတယ်လို့မျိုးငါးနှစ်၆နှစ်လောက်ကြာပြီဇလန်းနေရာမထွက်တဲ့မထွက်တဲ့ခါကျတော့မတိတော့တဲ့သူလည်းရှိပါတယ်အဲ့တော့ပြန်လာမယ့်ဇလန်းတွဲလေးကြရင်တော့အတိတ်တယောက်အနေနဲ့ပဲကြည့်ရှုပေးပါဝေဖန်ပေးပါပြီးရလို့ရှိရင်နောက်ထပ်ပြီးတော့မှလုပ်မယ်အနုပညာလို့ရှာမှုတွေရှိလာရင်လည်းအားပေးပါလို့ပြောချင်ပါတယ်ကျေးဇူးများတင်ပါတယ်ရှင်